ကျွန်တော်တို့ကမှအရှိတရားအမှန်တရားကိုရဲဝင်ဝင်နော်တပ်တော်ကဝေဝစီချုပ်ဒူးချုပ်ကြီးနတ်သားကဇူအဖွဲ့ဝင်ကြီးကိုအဘကားချုပ်ကြီးကိုယ်တိုင်ပြောခဲ့တယ်မဟုတ်တာလုပ်တဲ့လူတွေကိုဖော်ထုတ်ပါအဂရီလိုက်စားတဲ့လူတွေကိုဖော်ထုတ်ပါနော်တိုင်းပြည်အတွက်တိုင်းပြည်အပေါ်မှာနော်မဟုတ်မမှန်တာလုပ်တဲ့လူတွေကိုအားလုံးဖော်ထုတ်ရမယ်လို့ အဘကကြိုကြီးကိုယ်တိုင်ပြောထားတဲ့ဗီဒီယိုပိုင်းရှိတယ်အဲ့တော့အခုကျွန်တော်ပြောချင်တာကမလားမလေးလီပေါ်ရှင်မှာချုပ်ဆိုပါခင်ဗျာဒီစနေအစဉ်ညမနေ့တွင်လိုက်တော့ဖြစ်ပေါ်နေတဲ့နိုင်ငံရေးတိုက်ပွဲတန်းတွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့စနေကိုပဲဖြစ်ပါတယ်ခင်ဗျာစောင့်မျှော်အားပေးကြဖို့တိုက်တွန်းပါတယ်ခင်ဗျာနောက်ဆုံးပဲနောက်နေ့ဆိုရင်ကျွန်တော်ပါဇက်ကနေပြီးတော့ဒီမုံမိုးခိုင်ဆိုတဲ့နာမည်ကိုကျွန်တော်ပြောလာရင် ကျွန်တော်ပါဇက်ကျွန်တော်စီးတဲ့ဖက်နက်ကိုကျွန်တော်ချီးတုပ်ပြီးပါရိုက်ပါเนาะဒီမိမကဒီမိမကအရန်လွန်လွန်းတယ်အတန်းရှင်းချတဲ့အပေါ်မှာပေါ့เนาะအရန်လွန်လွန်းတယ်သူတို့ပြောတဲ့နိုင်ငံချစ်တာတို့တက်မလို့ချစ်တာတို့အဘကကြိုကြီးကိုချစ်တာတို့အဘကကြိုကြီးရဲ့ပုံကိုချိန်ထားတဲ့ပုံကိုလည်းကြည့်ကြပါအောင်ဗျာနောက်မှာသိရမလားဒီလိုမျိုးနဲ့ပဲပေါ့เนาะသူတို့ လူဆိုတာကအုံနောက်ဉာဏ်ရည်ဆိုတာစဉ်းစားတဲ့နယ်ပြလူတူတယောက်ကနော်သူ့နောက်မှာသူချစ်တဲ့လူတယောက်ကိုသူတင်ထားတဲ့ပုံနဲ့သူတို့ပြောတဲ့စကားနဲ့ကဘလောက်ထိအစင်နှဲမဲ့တယ်နော်ပြောတော့သူပြောတဲ့သူပြောတဲ့စကားတွေပေါ့ဒိုဒိုစုကြည်ရတဲ့သူသွေးပြက်မတက်အောင်ကြောက်ခဲ့ရတဲ့မိမပါဆိုပြီးတော့နော်နော်တကယ် အဲကျွန်တော်တို့ဒီဘက်ကိုလေဟိုဒီနီပိနဲ့လပိနှုံးတို့ဒီ NND တို့လက်သုံးချောင်းတို့တွေကတိုက်ခိုက်ခံခဲ့ရတာဒီလိုပေါ်တော့အသိဉာဏ်ပညာမဲတဲ့လူတွေကြောင့်ကိုကချင်းရင်တော်မှကိုဝင်းထဲမှာထားရမှာဗျเนาะဒီလူတွေရဲ့ပုံရိပ်ကိုနိုင်ငံတော်ကြီးကဲတွေရဲ့ပုံရိပ်ကိုเนาะဟိုကိုကအရာအလုံးပြည့်စုံနေပြီလားဆိုရင် မပြည့်စုံဘူး ကိုယ်တိုင်းပြည်အတွက်အရာအလုံးကိုပြည့်စုံအောင်လုပ်နေပြီလားဆိုရင်လည်းမလုပ်နိုင်ဘူးเนาะအဲ့တော့တကယ်လို့ဗောဗျာအဘကကြိုကြီးဦးမေအောင်လိုင်းရဲ့ပုံကိုချက်တည်ရှိရှိနဲ့ချိန်ထားပြီးတော့မှချက်တည်မင်္ဂလာရှိတဲ့ဇာတ်ရီပဲပြောရမှာလေเนาะအဘကကြိုကြီးရဲ့ဦးမေအောင်လိုင်းပုံကိုနောက်မှထားပြီးတော့မှเนาะ ပေါ့လူပဲသာတောင်းစီရင်မီအရာစကားတွေနော်ပြောနေတာတွေကြတော့နော်တစ်ဖက်ကဟောဒီဘက်ကိုဘက်ကလူတွေရာရောဟိုတစ်ဖက်ကလူတွေရာရောပြောတာပေါ့ဗျာပြောတော့ဘာဖြစ်လဲဆိုတော့သူတို့ချိန်ထားတဲ့ဓာတ်ပုံပိုင်ရှင်ပေါ့နော်အဘကကြုတ်ကြီးကိုယ်တိုင်နိုင်ငံတော်ဝန်ကြီးချုပ်ကအလကားနေစောက်ချက်ကွဲတာပေါ့နော်အဘကကြုတ်ကြီးကိုနိုင်ငံတော်ဝန်ကြီးချုပ်နိုင်ငံတော်အစိုးရကိုအားပေးထောက်ခံတဲ့လူတွေရာ ဒီလိုလူစားမျိုးတွေလားဆိုတော့เนาะစကားတွေပြောခံရတာပေါ့เนาะမူမမှန်တဲ့လူတွေပေါ့နောက်တစ်ခုကဟိုအဲ့ဒီအဘကကျော်ကြီးဦးမင်းအွန်လိုင်းကိုပုံကိုနောက်မှာထားပြီးတော့မှဒီရုပ်တံတွေတင်ဆက်နေတာကအဲ့ဒီသူ့ရဲ့ကိုကျင်တရားတွေเนาะဒီသူ့ရဲ့ကိုကျင်တရား သူလူဖြစ်လာတဲ့ကဥဝဲလိုမွေးလာတဲ့ကနေပြီးတော့သူအသက်ခုရှင်နေတဲ့အချိန်ထိသူဒီဘလို့လူမျိုးလဲဆိုတာကိုတည်တည်နာပေါ့နော်တက်မတော်မှာစာရင်စလုံးပေါင်းမားတာတော့မှလက်မခံဘူးနော်ဒီလိုမျိုးသမီးမျိုးကို ဟိုကျွန်တော်ကဒီနေ့ဒီအမျိုးသမီးနဲ့ပတ်သက်ရင်နောက်ဆုံးကျွန်တော်ပြောချင်တာဒါတွေတော့မဟုတ်ဘူးတခါလေကျွန်တော်ဒီနေ့ပြောပြီးအပီးပြောပေးသွားလိုက်မယ်နော်ဒီလိုအမျိုးသမီးကိုမျိုးကိုမြန်မာနိုင်ငံအလံကိုခြုံနေမြန်မာနိုင်ငံအလံကိုဒီလိုမျိုးဆိုပြီးတော့ကတယ်အာသူမသူပြောလို့ရှင်လို့ပဲကကဘာလို့ပဲကကပေါ့ဗျာနော်နောက်တော့အဘကလူကြီးဦးမရောက်လိုက်ပုံလို့လဲနော်တူတူတန်တန်ချိန်ထားတာမဟုတ်ဘူးနော် အဲသူ့ရဲ့နောက်ဒီမှာကြည့်ကြည့်လိုက်အဲပုံစံတပုံအဲပုံတပုံနဲ့နဲ့ကိုနော်လှုပ်တာလှုပ်တာလှုပ်စားတာနော်တကယ်တော့နိုင်ငံတော်တက်မတော်ကာဝယ်ဦးစီးချုပ်နိုင်ငံတော်ဝန်ကြီးချုပ်အရန်တိတ်ခါကြားတယ်အရန်တိတ်ခါကြားတယ်ပြောတဲ့စကားတွေလှုပ်တဲ့ပြုမှုတွေနော်အမှုရာတွေနော်ပြောပုံဆိုပုံတွေသူ့ရဲ့နောက်ကျောင်းယာစဝင်တွေနော်အဲ့ဒါကိုတက်မတော်နိုင်ငံတော် ဒီဘောတော့အဘကကြိုကြီးနဲ့ပတ်သက်တဲ့เนาะဟိုနိုင်ငံတော်အကြီးအစားရတာတို့ဘောเนาะဒီလို SB တို့စာသုံးလို့လို့ CI တို့ဒီလိုပဲကြည်နေမှာလားဗောเนาะတကယ်တော့နိုင်ငံအကြီးကရဲ့ခေါင်းဆောင်ရဲ့ပုံကိုချိတ်တယ်ဆိုတာကမဖြူစင်မတန့်ရှင်းမရဘူးဗျเนาะလူဆိုတာကတမိုင်းနေရှိကြတယ်เนาะကိုကြောင့်နဲ့ နော်သူဒီလိုအမျိုးသမီးကြောင့်နဲ့တက်မတော်ကာကွယ်ဦးစီးချုပ်ပုံကိုချိန်ထားပြီဆိုတော့တဖက်ကထိုးနဲ့တိုက်ခိုက်เสียအရန်ကြီးမားတယ်ဒီလိုမိမမျိုးကဒီပုံကိုချိန်ပြီးတော့မှဒီပုံရှင်းရနေပြီးတော့မှမဟုတ်မမှန်တဲ့ဇကားတွေနော်ပြောတယ်ဒါသူ့သမိုင်းကြောင့်ဒါလိုက်ကြည့်လိုက်လို့ရပြီအခုရဲတယ်ဆိုရင်လိုက်လို့ရပြီ SP ဆိုရင်လိုက်လို့ရပြီ SP ဆိုရင် Special Brands မြန်မာနိုင်ငံပြည်ပရေးရသတင်းတပ်ဖွဲ့ စာအတာဆိုရင်စစ်ဖက်လေးရေးရလုံးဂျုံရေးတက်နော်ဒီလိုမျိုးသမီးမျိုးလိုက်လို့ရပြီဒီပုံကခမချိတ်လို့အဲ့လိုမျိုးမရဘူးနော်နောက်တော့အလံဆိုတာကနိုင်ငံတော်အလံရဲ့ဥပဒေပုံမှားတွေရှိတယ်ကျွန်တော်ပြောချင်တာနော်ကျွန်တော်ပြောချင်တာအဲ့တော့ဖားတာကဖားတာပေါ့နော်ဒါပေမဲ့ တက်မတော်ကာဝယ်ဦးစီးချုပ်ရဲ့ပုံကိုနောက်ခံထားပြီးတော့မှပေါက်ပန်း40ပါးစပ်ကနော်ဘာဖြစ်ပါလဲတို့ညာဖြစ်ပါလဲတို့ကတာတို့ပြူတာတို့ဆိုတာတော့ကဲတက်မတော်ကာဝယ်ဦးစီးချုပ်ကိုအပေးဝင်းရထောက်ခံနေတဲ့လူတွေကကျွန်တော်ရဲ့ကျွန်တော်ဟိုနေ့ကပြောပြီးကျွန်တော်နောက်မှာအဲ့လိုမျိုးပုံနေမရှိဘူးပြောကြတော့မယ်လူတွေကတစ်ဖက်ကနော်ချစ်ဖေတို့ချစ်မေတို့နော်ကိုယ့်ရဲ့အဖေအမေဆိုတာက လောကီဒီလူသားမှန်လို့ရှိရင်ကို့မှာမွေးထားတာအဖေနဲ့အမေဆိုတာနှစ်ယောက်ပဲရှိတာကျွန်တော်မှာအဖေတယောက်ပဲရှိတယ်အမေတယောက်ပဲရှိတယ်နှစ်ယောက်ပဲအိုက်ထက်ပူလို့မရအောင်ကျွန်တော်ကအဘကကြောကြီးဦးမေအောင်နိုင်ဆိုရင်ဘဘကြီးလို့ခေါ်မှာအန်တီကိုဆိုရင်အန်တီဂျူဂျူလာလို့ပဲခေါ်မှာဘယ်တော့မှအဖေလို့အမေလို့ကျွန်တော်သုံးတော့မှာမဟုတ်ဘူးဘာလို့လဲဆိုတော့ကျွန်တော်ကိုတရေစတီတွေကကျွန်တော်မှာအမေရှိတယ်အဖေရှိတယ်နော်အဲ့တော့ အဲ့ဒီအဖေအဘကကြောကြီးဦးမင်းအောင်လာကိုအဖေခေါ်ပြီးတော့အမေခေါ်ပြီးတော့မှအဲ့လိုလူမျိုးတွေကဘလို့အတိုင်းဝိုင်းကနေလေဒီအမျိုးသမီးကိုလိလိုက်ရတော့မှဒီမျိုးသမီးရဲ့ဗတ်တင်ပေါ့နော်ကျွန်တော်တို့မှရှိတယ်ဒီမျိုးသမီးကပါလေအခုမင်းသားကြီးကပါလေနော်ပါလေမင်းသားကြီးကပါလို့လေမင်းသားကြီးရဲ့ရာဇဝင်ကပါလေအဲ့ဒီလိုလူတွေကအဘကကြောကြီးကိုချစ်ဖေချစ်မေလို့ခေါ်နေတယ် အဲ့ဒါဘာကကြုံကြီးကိုတပတ်လဲနဲ့တပတ်လဲနဲ့ကုံတိတ်ကကြာစင်းအောင်လုံနေတဲ့လူတွေဒါကျွန်တော်အမှန်ကိုပြောတာပါကျွန်တော်ပြောမှာပါကျွန်တော်ဒါကျွန်တော်ဟိုဟာဆက်ဆက်မိအောင်ကျွန်တော်ပြောမှာပါနော်နော်အဘကယုတ်ကြီးဟိုစာဘာကယုတ်ကြီးတိလားမသိဘူးစစ်တကအောက်ကစားတာတို့ဘာလို့လဲဘာလို့နေလဲမသိဘူးဒီချစ်ဖေချစ်မေဆိုတာခင်ဗျတရားဝင်သားသမီးမဟုတ်တာဗျအဲ့တော့ ကျွန်တော်ရဲ့အဖေတို့ကျွန်တော်ရဲ့အမေတို့ကျမတို့ရဲ့ဖခင်ကြီးတို့ဆိုတာကအဲ့လိုတွေပြောပြီးတော့အောက်ကအပုံနဲ့နေရအားလုံးကနေပြီးတော့မှဒီခေါင်းဆောင်တယောက်ပေါ်မှာသွားပြီးတော့တက်ရောက်တယ်ဆိုလို့ရှိရင်အနေအကြီးပါတယ်ဟောဒီလိုလူတွေကိုလွတ်ထားမယ်ဆိုရင်တော်တော်အနေအကြီးတယ်ဒါကကျွန်တော်ဒါအမှန်တရားကိုရှိတရားကိုကျွန်တော်ပြောတာကျွန်တော်ဒီကျွန်တော်ယောက်ျားပါယောက်ျားစကားပဲပြောတာပါနော်ချစ်ဖေချစ်မေနဲ့ သူတို့ပို့တဲ့သတင်းတွေကိုယုံမာတယ်တို့ပြုပါတယ်တို့ဒီလောက်ပြာပြောနေတာဟမ်အဘကယုတ်ကြီးကသူတို့သတင်းတွေကိုတကယ်နားထောင်နေပြီပေါ့အဲ့ဒါဆိုရင်ကျွန်တော်စားတာတို့ဟို SB တို့ကျွန်တော်မေးချင်တာဒီမုံမုတ်ကင်တို့ရဲ့သတင်းတွေကိုအဘကယုတ်ကြီးကတကယ်ကိုနားထောင်နေတာပေါ့ဒီဥမေအွန်လိုင်းရဲ့သားဆိုပြီးတော့မှသားကြီးပါဆိုတော့တော့တသွေသွေပြောနေတယ်ငါတို့ရဲ့ချစ်ဖေဆိုတော့ဒီမင်းမင်းသားကြီးတို့ရဲ့ ဇကားတွေကိုအဘကကျုပ်ကြီးကတကယ်ကိုယုံနေပြီပေါ့သူတို့ပြောတာနော်သူတို့ပြောနေတာတော်သူတို့ပြောနေတယ်သူတို့ပြောနေပုံစံဖြတ်လို့မရဘူးအကုန်လုံးစေထားတာချေဖေးကျမတို့ရဲ့ဘလို့ပူပေါင်းပြီးတော့ကျမတို့လုပ်နေတာနော်နော်ကျွန်တော်ရဲ့ဖခင်ကြီးကျမရဲ့ဖခင်ကြီးကနော်ကျမတို့ဘလို့မျိုးဆိုရက်ဒီလိုဗျာသူ့အောက်တန်းစားတွေကကျွန်တော်တို့နိုင်ငံတော်တက်မတော်ကာကွယ်ဦးစီးချုပ်ကို ။နောက်နံပါတ်3ပြီးတော့ဒီလိုပြောနေတာကိုဒီတိုင်းပဲကြည့်နေမှာ။ဟမ်ကျွန်တော်အချိန်မီခေါ်ဆစ်လိုက်။ကျွန်တော်တက်မလို့ကာဝေးဦးစီးကိုချုံးနေတာအလေးပြုတာလုံးဝအမှန်။ကျွန်တော်လက်ချိုးလို့အန်တီဂျူလာဘီစကုတ်မုတ်ချွေတာလုံးဝအမှန်ကြိုက်တဲ့အချိန်ခေါ်ဆစ်လိုက်ကျွန်တော်အဖေနဲ့အမေမသေးသေးဘူးနော်အဲ့တော့ဒီလိုဗျံပရာပေါက်လို့ပဲသားဘေးကပေါက်ခွာလာတဲ့ အတိုင်းဝိုင်းမဲမသိတဲ့လူတွေကကျွန်တော်တို့တက်မတော်ကာကွယ်ဦးစီးချုပ်ရဲ့ပုံကို နောက်မှထားပြီးတော့မှဘယံပရာစကားတွေပြောတာကတော့ခမားတို့ကြည်မနေသင်ဘူးတော့ကျွန်တော်ထင်တယ်နော်ကြည်မနေသင်ဘူးတော့ကျွန်တော်ထင်တယ်တာဝန်ရှိတဲ့လူတွေအားလုံးနော်ဘာဆိုကားလဲကျွန်တော်ကိုတောင်းတကုန်တရားရုံးမှာတရားဆွဲပြီးတော့မှကျွန်တော်ကတဲ့တရင်သာရှင်လင်းပွဲနဲ့ တောင်းပန်ပါတယ်ဆိုတဲ့ post တွေတင်တယ်နော်ကျွန်တော်ပြောပြမယ်ကျွန်တော်လည်းမသေးသေးဘူးမိုးမိုးခိုင်လည်းမသေးသေးဘူးကိုခေဖုံးကကျွန်တော်အပြင်မှာမြင်လည်းမမြင်ဘူးသိလည်းမသိဘူးသူလည်းမသေးသေးဘူး public area မှာတရားဝင် ပြောပါတယ်ကျွန်တော်ဒီနေရာမှာကိုခေဖုံးကကိုတခွန်းပြောလိုက်မယ်ကိုခေဖုံးကရေအကိုဒီယောက်ျားဖြစ်တဲ့အတွက်အကို ကျွန်တော်ဖုံးလာဆက်တယ်မိုးမိုးခိုင်ကိုဖုံးဆက်တဲ့အတွက်အကိုဖြည့်ရှင်းပေးပါเนาะအကိုကယုံလဲမပြဘူးအဲ့တော့ကိုခေဖုံးကားကကျွန်တော်ဖုံးလာဆက်တယ်နင်းရဲ့ကွာပြန်အတတ်ပါ